လူတွေကထင်တယ်အတွေ့အတာရောပါသွားလို့ရှိရင်တဦးနဲ့တူကွဲသွားလိမ့်မယ်လို့ထင်တာမဟုတ်ဘူး။တန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူဘူး။တဦးနဲ့တဦးမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူး။တန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုန်းနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့ဘူး။ တဏရဲ့သဘောကခုကောင်းစားဖို့ပဲကြည့်တယ်။ဆိုပါစို့သားသမီးတွေကိုမိဘတွေကချစ်တယ်ချစ်တယ်နဲ့ပြောကြတယ်။သားသမီးချစ်တာလားကိုယ့်ကိုယ်ကိုချစ်တာလားသိချဆန်းစစ်ကြည့်။အများကတော့ဖြေလိုက်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့။ဒါဖြင့်အဲ့ဒီသားသမီးကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင် ဒီသားသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်။အာကိုနေတယ်ယုံကြည်နေတယ်။ငါတကြည်ငါသားလေးကငါဆောင်းရှောက်မှာပဲငါသမီးကငါဆောင်းရှောက်မှာပဲနဲ့ဟော။အာကိုမှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင်းချက်ကလေးတွေနဲ့ထင်။အဲ့ဒီသားသမီးကကိုယ့်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြတော့။အိမ်ကနေနှင်ချပြီးအမွေပြကြော်ညာကြတယ်မဟုတ်လား။ အဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတုံးလို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖြည့်ဆည်းလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီးဆိုလို့ရှိရင်အဲ့သားသမီးချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတုံးကိုယ့်ဘဝကိုချစ်တယ်လေကိုယ့်ဘဝကို ထိပါလာပြီးနှောင့်ယှက်လာပြီးဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံတွေ divorce လုပ်ကြတယ်၊ကွာခြင်းကြတယ် ။ဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုလိုတာကသူ့စီကကိုပျော်ရွှင်မှုမရဘူးကိုယ့်စီကသူပျော်ရွှင်မှုမရဘူးကိုယ့်ရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲမှန်တကယ်အနိတာရကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမံနတ္ထိ ကိုကိုကိုချစ်တာလောက်တခြားကိုကိုကိုအချစ်နဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့ဒီလိုပြောတယ်ဒါတကယ်ကိုအစစ်အမှန်ဟောအေးဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ပေးဆက်ချစ်မေတ္တာချစ်သူများအတွက်ပေးဆက်တယ် တဏှာကကိုယ်အတွက်မေတ္တာကသူ့အတွက်